ကားစုကျန်းမာရေးဆောင်ရှောက်မှုတို့အတွက်သူနာပြုတွေလိုအပ်ချက်ရှိလာလို့အလောက်ကန်ဝင်ဆောင်မှုဖြစ်တောင်းဝင်ယူနေတဲ့ဒုက္ခဆုဆန်ကုမ္ပဏီကစင်ကာပူကိုသူနာပြုပညာတော်တွေစေလွတ်တာဆယ်နှစ်ပြည့်သွားပါပြီ။ပညာသင်စုကိုဘသူပေးပြီးဘလို့ရွေးချယ်တာလဲ။စင်ကာပူနိုင်ငံ ENS ကုမ္ပဏီကပေးတဲ့ပညာသင်စုအတွက်ဒုက္ခဆုဆန်ကုမ္ပဏီကတစ်နှစ်ကိုသင်တန်းသူ90ရွေးချယ်ပို့ဆောင်နေတာဖြစ်ပြီးစင်ကာပူမှာ၃နှစ်သူနာပြုပညာသင်ယူချိန်တစ်လောက်ကိုစင်ကာပူဒေါ်လာ900ရရှိမှာဖြစ်ပြီး ဒီပလိုမာရကြိမ်တလကိုစင်ကာပူဒေါ်လာ2300နဲ့6နှစ်လောက်ကန်ခွင့်ရမယ်လို့ဒုက္ခဆုဆန်ကုမ္ပဏီရဲ့ဥက္ကဋ္ဌကပြောပါတယ်။စကောလာ3နှစ်ကို free တက်ရမှာဖြစ်ပါတယ်။တက်နေစဉ်ကာလမှာလည်းတလကိုစင်ကာပူဒေါ်လာ900ရနေမှာဖြစ်ပါတယ်။ကျောင်းပြီးသွားလို့ဒီပလိုမာရပြီဆိုရင်တော့အဲ6နှစ်အနေနဲ့တော့လောက်ကန်ရပါတယ်ဟုတ်မလား။လာသာကောင်းကောင်းလည်းပေါ့နော်။လာသာစင်ကာပူဒေါ်လာ1300ထက်ရပါတယ်။ဒီပညာသင်စုအတွက်ဘွေးမရသေးတဲ့သူတွေဒါရှောက်ထားနိုင်ပြီးရှောက်ထားသူတွေရဲ့စေတမ်းအောင်မတ်နဲ့အင်္ဂလိပ်စာကျွမ်းကျင်မှုပေါ်မူတည်ပြီး စ်ဆင်းရွေးချယ်တာဖြစ်တဲ့ကြောင်းနှစ်စဉ်ဇွန်လကနေဩဂတ်လအတွင်းရှောက်ထားနိုင်တယ်လို့ကုမ္ပဏီရဲ့ဝန်ဆောင်မှု10နှစ်ပြည့်ခန်းနာခြင်းပါတယ်အောက်တိုဘာ2ရက်နေ့မှာပြောဆိုခဲ့ပါတယ်သူနာပြုတ်တင်နန်းပညာသင်စုအတွက်ရွေးချယ်ခံခဲ့ရပြီးနှစ်နှစ်ကြာတင်နန်းတက်ပြီးတဲ့ဇွန်ပွင့်ဖြူကဒီပညာသင်စုဟာနေစည်းစားစည်းအခမဲ့ဖြစ်ပြီးမြန်မာနိုင်ငံမှာထက်လူနေနေနဲ့တင်ကြားမှုပိုပြီးဖြူပြီးစီးစီးရှိလို့သူနာပြုတ်တက်ကြလို့ဒုတိယနေ့ကထွက်ပြီးစင်ကာပူကိုသွားခဲ့တာလို့ပြောပြပါတယ် ကော်လာရတယ်ပြီးတော့နေစိတ်စားစိတ်ကလည်းမပူရဘူးပြီးတော့ဟိုမှာလည်းလှုပ်လှုပ်ခွင့်ရှိရဲအဲ့တော့၆နှစ်လည်းလှုပ်လှုပ်ရမှာပေါ့နော်ပြီးတော့အကုန်လုံးကလစာလည်းသူများနဲ့တန်းတူဟိုနိုင်ငံတွေနဲ့တန်းတူရတယ်အဲ့လိုမျိုးဆိုအတိအကျတော့နေစိတ်စားစိတ်ပေါ့နော်ဘာမှစိတ်မပူရဘူးဆိုတဲ့အတွက်ရှင်းဖြစ်သွားတာပါတင်ကြားမှုပိုင်းကဒါဘယ်လိုမျိုးလဲဆိုတော့စင်ကာပူနိုင်ငံမှာပေါ့နော်ဒါလူနည်းနည်းနဲ့ပြပစီစီတင်ပေးရဲတစ်ခွဲမှာဆို15ရောက်ပဲရှိရဲအရောက်တရောက်တာကိုကြည့်ပေးနိုင်တယ်ပြဆရာမကြီးလည်းပြပစီစီရှိရဲဆရာလူနည်းတော့လေလူလုံနေလားမလုံနေလားတကယ်လုံလားမလုံလားအဲ့လို ကြည့်ပေးနိုင်တယ်ဗောနော်ဒီရကျတော့နည်းနည်းလေးចောင်းသားလေးနည်းနည်းများတယ်ပြီးဆံမလည်းအင်းအားဗောနော်အဲ့ဒါနဲ့ကျတော့နည်းနည်းကွာတယ်အဲ့လိုမကြည့်ပေးနိုင်ဘူးဗောနော်မကြက်မှတ်ပေးနိုင်ဘူးဒီမှာကျတော့ကိုလုံးရေကိုရမယ်ဟိုမှာကျတော့မဖြစ်မနေလုပ်ရမယ်အဲ့လိုပုံစံမျိုးဗောနော်စင်ကာပူနိုင်ငံမှာတွားရသေးတယ်ပညာသင်စုရထားသူစုဝင်မျိုးကတော့မြမကြီးကသူနာပြုတွေမှာလိုအပ်ချက်တွေအများကြီးရှိနေတဲ့ပြင်သူနာပြုအရေးအတွက်နှဲပါတာကြောင့်ချီးလက်တွေမှာအသေးပြောက်များနေတယ်လို့ပြောပါတယ်သူ့အနေနဲ့စင်ကာပူမှာကိုယ်နဲ့အလုပ်လုပ်ပြီးရင် မြန်မာပြည်ကိုပြန်လာမယ်လို့ဆိုရတယ်ဟုတ်ကဲ့တမင်ကဒီ net ဒီ net scholar ကလည်းပြပြပါတော့လုပ်ကမယ်အဲပြီးတော့ဒီ bima net ဆိုတာကလည်း international net recognition ဖြစ်တဲ့အတွက်ကြောင့်ဒီမြန်မာနိုင်ငံမှာလည်းပြန်အထောက်အပံ့ပေးနေတယ်ဒီမြန်မာနိုင်ငံ net တွေအရင်လိုအပ်နေရလေအဲ့တော့ဒီမြန်မာနိုင်ငံမှာတက်ရုံနဲ့တော့ဒီပညာမဲ့ရမှာလေအဲ့တော့ပြောက်သွားလို့ပြီးတော့ပြန်လာပြီးကိုယ်နဲ့ပြန်လာပြန်လာပြီးမြန်မာနိုင်ငံကိုပြန်ထောက်ပြပါပါဒုက္ခဆုဆန်ကုမ္ပဏီဟာနေ့စဉ်ပညာသင်စုရတဲ့အကျောင်းသူ90ကိုဆေးလွတ်ပြီးဆေးလွတ်ထားတဲ့သင်တန်းသူ483ယောက်ထဲမှာ 292ယောက်ကတော့ပညာသင်မှုပြီးဆုံးသွားပြီလို့ဆိုပါရတယ်